လေဖြက်လေဖြန်းဖြက်တဲ့လူနာတိုင်းကိုငွေကျပ်2000ကျွန်းနဲ့ပျောက်ကင်းအောင်ကုသပေးနေတဲ့တိုင်းစစ်ဆရာမလေးတော့တင်းစံတာမင်္ဂလာပါပရိသတ်တို့ရဲ့ Wanted Channel ကနေကြိုဆိုပါရနော်လူတယောက်မှာအရေးကြီးဆုံးကငွေကြီးလို့ဆိုပေမဲ့ကျမ်းမိုင်မကောင်းရင်ငွေကြီးဆိုတဲ့အရာကအလကားပါပဲနော်ဘဝမှာကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့ကငွေကြီးကလည်းလိုအပ်တယ်လို့အဓိကလိုအပ်ချက်ကတော့ကျမ်းမိုင်ကောင်းဖို့ပါပဲရှင်ကျမ်းမချင်းကလက်ကြီးတစ်ပါးဆိုတဲ့အတိုင်းပါပဲကျမ်းမိုင်ကောင်းမှအကျန်တဲ့အရာတွေကိုအကောင်းဆုံးပုံဖော်နိုင်မှလည်းဖြစ်ပါတယ် အခုပြပြပေးမယ့်အကြောင်းအရာကတော့လူလက်ပိုင်းအောင်လူကြီးပိုင်းမှာပါအဖြစ်များကြတဲ့လေဖြန်းလေဖြက်ယောဂါကိုဇင်းနေနေနဲ့အရှင်းကုသပေးနေတဲ့ဆရာမလေးတယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လေဖြက်လေဖြန်းယောဂါဆိုတာကလူတိုင်းကြောက်ကြတဲ့ယောဂါတစ်မျိုးပါရှင်။လူတယောက်ကလေဖြက်ပြီးလေဖြန်းပြီးဆိုတာနဲ့အရာတွေလဲပြီးတော့ဘဝကြီးကိုကုံဆုံးချရတာကအများပါတယ်။ငွေကြီးပြည့်စုံတဲ့သူတွေအတွက်တော့ခင်မီစည်းဝါးအနေနဲ့ကုသနိုင်ပေမယ့်ငွေကြီးမပြည့်လဲတဲ့သူတွေအတွက်တော့ဘဝသေးတဲ့ယောဂါဆိုပြီးတော့သတ်မှတ်ထားကြတာဖြစ်ပါတယ်။ အခုလိုမျိုးလူတိုင်းကြောက်တဲ့ယောဂဝေဒနာကိုငွေကျပ်2000ခွင်းနဲ့ကုသပေးသူရှိနေပါပြီ။အဲ့ဒီလူကတော့မြမနေမြမဟန်နဲ့အကျောပြင်ပေးနေတဲ့အကျောပြင်ဆရာမလေးဒေါ်သင်းဆန္နာပဲဖြစ်ပါတယ်။ဆရာမလေးကတော့လေးဖြက်လေးပြန်လူနာကိုကုသပေးတဲ့နေရာမှာနာမည်ကြီးသူတယောက်လည်းဖြစ်ပါတယ်။လူတတော်များများကငွေကြေးမပြည့်စုံရင်လေးဖြက်ကြောင့်အချိန်တော်ကြာခံစားရတယ်လို့တချို့ဆိုရင်ငွေကြေးပြည့်စုံပေမဲ့အချိန်တော်ကြောင်ကုသပေးလုံးလုံးပြန်မကောင်းတဲ့သူတွေလည်းရှိကြပါတယ်။ဆရာမလေးကတော့ချက်ချင်းလေးဖြက်လေးပြန်ဖြစ်တဲ့လူနာတွေကိုအရှင်းပြအောင်ကုသပေးနိုင်ပါတယ်။ လေးဖြတ်တာနည်းနည်းကြာသွားတဲ့လူနာတွေကိုလည်းအများဆုံး9ကြိမ်လောက်ကုသပြီးတော့တက်နိုင်သလောက်အကောင့်တိုင်းဖြစ်အောင်ကုသပေးနေတာဖြစ်ပါတယ်။ဆီယမလီတော့သင်းစန္နာကတော့လေးဖြတ်ပြီးသွေးကြောပေါက်တာကလွင်ရင်သွေးကြောပိတ်တာသွေးခဲတာမျိုးဆိုရင်လည်းသူတက်တက်ပညာနဲ့ပျောက်ကင်းအောင်ကုသပေးနိုင်သူဖြစ်ပါတယ်။သူကတော့လေးဖြတ်လေးဖြန်ယောဂကိုကုသတဲ့နေရာမှာနာမည်ကြီးပေမဲ့ငွေကြေးကိုတော့အများကြီးမယူပါဘူးရှင်။သူကစင်ရချမ်းသာမီပြည်သူတွေကိုငွေကြေးတစ်မျိုးနဲ့သတ်မှတ်ပြီးတော့ကုသပေးပါတယ်။ ငွေချမ်းသာတဲ့လူနာကိုလည်း2000ခွဲသတ်မှတ်ထားသလိုငွေကြေးချိုးတဲ့လူနာကိုလည်း2000ခွဲပဲသတ်မှတ်ထားပါရယ်။ဆရာမလီတော်တင်ဆန္ဒကလူနာတိုင်းကိုငွေ2000ခွဲဆိုပြီးသတ်မှတ်ချပေမဲ့ချွင်းချက်တော့ရှိပါရယ်နော်။ဆရာမလီတော်တင်ဆန္ဒကတော့မပြောပါတော့တဲ့ငွေကြေးကိုစေဝကုသခအဖြစ်သတ်မှတ်ထားပေမဲ့မပြေလည်တဲ့လူနာတွေအတွက်ငွေတဝက်လျှော်ပေးတာမျိုးလည်းရှိသလိုအခမဲ့ကုသပေးတာမျိုးတွေလည်းရှိပါရယ်။ဆရာမလီကတော့သူစီမှာဆေးလာကုကျင်တဲ့လူနာကိုမတက်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတာမျိုးမရှိရလေအောင်သူ့ဘက်ကနေကုသပေးနေတာဖြစ်ပါရယ်။ ဆီယမလီကတော့မြမစီဝါရီနဲ့ယောဂဝိရဏတက်တောင်အကောင်းဆုံးဖြစ်အောင်ကုသပေးခဲ့တယ်လို့သူ့စီမှာပတ်စံမရှိလို့မကုလိုက်ရဘူးဆိုတော့မျိုးမဖြစ်ရလေအောင်လူနာတိုင်းကိုညှိနှိုင်းပြီးကုသပေးနေတာလည်းဖြစ်ပါတယ်။ဆီယမလီကတော့ငွေကြေးမပြည့်စုံတဲ့လူနာတွေလာရောက်ကုသနိုင်အောင်စီစဉ်ပေးထားတယ်လို့နေကလာတဲ့လူတွေလမ်းစီပဲရှိရင်တောင်သူ့စီမှာအာမနာတန်းပြောပြီးအခမဲ့ကုသနိုင်အောင်လုပ်ပေးမယ်ဆိုပြီးတော့လူနာတွေအပေါ်မှာထားတဲ့သူ့ရဲ့စေတနာကိုထုတ်ဖော်ပြပြလာခဲ့ပါတယ်။ ဆရာမလေးကတော့သူ့ရဲ့စေကန်ကိုမနေ့9နာရီကနေနေ့လယ်3နာရီအထိဖွက်လက်ထားပြီးတော့ဖုံးဆက်ပြီးတော့မြ мян ကျင်တဲ့သူတွေအနေနဲ့39ကို4392ကို6နေလေး39ကို6939330ခွန်2439ကိုဆက်သွယ်ပြီးတော့စေကူသားမှုခံယူဖို့မြင့်မြတ်နိုင်ပါတယ်နော်အခုပြောပြနေတဲ့ဆရာမလေးနဲ့စေကူသားမှုခံယူခြင်းတဲ့သူတွေကတော့အင်းစိန်ကျုံကုန်းမှတ်တိုင်နာမှာကုသားမှုခံယူနိုင်ပါတယ်အခုပြောပြပေးလိုက်တဲ့အကြောင်းအရာလေးကတော့ပြည်သူ့အတွက်ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်အသည့်တွေအတွက်ပဲဖြစ်ဖြစ်အသုံးမမှာကတော့သိကြပါရရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့တော့ဒီလောက်နဲ့ပဲရနာလိုက်ပြစေအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တစ်ဆက်ပေးနေမှာဖြစ်လို့ကျွန်မတို့ Wonderly Channel လေးကိုလည်းအားပေးကြပါအောင်အစုံနဲ့ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်